ားလုံးမမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တိအားလုံးမင်္ဂလာပါဆိုကျွန်တော်တို့အခု England Premier League ရဲ့ပွဲစဉ်15ကကျွန်တော်တို့ဒီတစ်ပတ်ပြန်စပြီဆိုတော့ဒီတစ်ပတ်ကဂျာရဲ့ပွဲစဉ်ရှိတယ်အဲ့ပွဲစဉ်ရှိတဲ့အတွက်ကြောင့်ပွဲတွေအားလုံးကိုကျွန်တော်တို့အင်ကာဘရူးဂျာပေးမှာ၃ရက်ကန်သွားတယ်အင်ကာနေ့က Manchester City တို့ Spurs တို့ကန်တယ်ဘရူးနေ့မှာ Liverpool တို့ Chelsea တို့ Arsenal တို့ကန်ပြီးတော့ ်ကြာပြီးတဲ့မှာ Man United ထက်ကန်တယ်အခုဒီတစ်ခေါက်မှာလည်းစနေတင်းလုံးနေတင်းလာ3ရက်ကို feature ပြန်ခွဲထားပြီးတော့ Manchester United ကထုံးစံလိုက်သူတို့တသိန်းနဲ့နောက်ဆုံးပွဲအဖြစ် Wolverhampton နဲ့ United ကတင်းလာနေညမှာကံမယ်ပေါ့လေဆိုတော့ကျွန်တော်စနေနေ့မှာ Aston Villa ကိုင်း Villa ဘက်မှာ Arsenal ကအဝေးခွင်သွားကံမယ်ဘုံမောက်ကွယ်မှာ Chelsea ကံမယ် Everton နဲ့ Forest Manchester City က Sunderland Newcastle United ကဘန်လီနဲ့ Tottenham Hotspur က Brentford နဲ့ကမ်းမယ်။ထူးခြားတာကဥရောပပွဲကမ်းမယ်အသင်းတွေအများစုဟာ စနေနေ့မှာအပီးခံကြတာဖြစ်တယ်ဆိုတော့အခုလောလောဆယ်အနေထားအရအာစွန်ဗီလာအသင်းနဲ့အာစနယ်ပွဲဒီသဆန်တော်ချိန်နေ့လဲ7နာရီခွဲမြန်မာဆန်တော်ချိန်ည9နာရီမှာကံမယ်ဗီလာကလက်ရှိမှာခြေအကောင်းဆုံးအသင်းဖြစ်နေပြီးတော့လက်ရှိခြေစွမ်းအရနောက်ဆုံး9ပွဲမှာ4ပွဲနိုင်ကြားထဲမှာလီဗာပူးကိုရှုံးနေအာစနယ်ကနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်၂ပွဲတည်ကြတယ်အာစနယ်ရဲ့အဝေးကွင်းမှာချယ်ဆီကိုတည်ဆန်ဒလန်ကိုတည်ကြပြီးတော့၈ပွဲမှာနိုင်ထားတယ်ဆိုတော့သူတို့ကလည်းပရီးမီးယားလိမှာအဝေးကွင်းရလအကောင်းဆုံးအသင်းဖြစ်ပြီးတော့အာစွန်ဗီလာကတော့ အိမ်ခွင်မှာယုံကြည်မှုတော်တော်လေးပြည့်နေတဲ့အခြေအနေမျိုးဖြစ်တယ်။ဒီနှစ်သင်းထိတ်တိုက်တွေ့မှုပေါ့လေနောက်ဆုံး300တီထိတ်တိုက်တွေ့မှုမှာအာစနယ်သင်းကအက်စတန်ဗီလာကိုအိမ်ခွင်မှာနိုင်တယ်။ဒါပေမဲ့အဝေးခွင်မှာသူတို့4-2နဲ့နိုင်တယ်။ပြီးတော့နောက်တစ်နေ့မှာအက်စတန်ဗီလာကသူ့အိမ်ခွင်မှာ1ซีนနိုင်ပြီးတော့အာဆနယ်ခွဲမှာ2ซีนနိုင်တယ်မနေ့ကတော့အာဆနယ်ကဗီလာဘတ်မှာ2ซีนပြန်နိုင်ပြီးတော့အိမ်ခွဲမှာ2-2သေးကြတယ်ဆိုတော့အာဆယ်ကဗီလာဘတ်မှာ အက်စတန်ဗီလာကိုရှုံးတာကပြီးခဲ့တဲ့တနစ်ကျော်2023တုန်းကဂျိုမကင်းရဲ့တလုံးတည်းသောဂိုးနဲ့ဒါအမှန်တိုင်းပြောရင်ဗီလာချီဘလောက်ကောင်းကောင်းအာဆင်ကသူနဲ့တွေ့ရင်အမြဲတမ်းခက်ခဲအောင်လုပ်တယ်။ Unai Emery ရေလို့မဟုတ်ဘူး။ Mikel Arteta ကသူခက်ခဲတဲ့ပြိုင်ဘက်တွေအားလုံးကိုသူတိကျပြင်ဆင်ထားတယ်။ကစားခက်တဲ့ပွဲဖြစ်မယ်။အခုလောလောဆယ်အနေထားရတော့အက်စတန်ဗီလာအသင်းက twin goal 20 twin ထားပြီးတော့၃ပွဲရှုံးထားပြီးသားဖြစ်တယ်။အာဆင်ကတော့အဝေးကွင်း ပုံစံကောင်းပြသထားတယ်။ Villa က clean sheet 5ပွဲ၊ Arsenal က clean sheet 10ပွဲထိရထားပြီးတော့ဒီပွဲကစနေနေ့ရဲ့အစောဆုံးပွဲဖြစ်တဲ့ည9:00နာရီမှာကမ်းမယ်။ Arsenal သင်းအဝေးခွင်မှာနိုင်ပါမလားဆိုတဲ့မေးခွန်းတွေအများကြီးရှိနေတယ်။နောက်တစ်ဖက်ကဘုံမောက်နဲ့ Chelsea ၊ Chelsea ကဘုံမောက်နဲ့တွေ့ရတော်လေးကံကောင်းတယ်။ဘာလို့ဆိုဘုံမောက်ကိုယ်တိုင် return ပြတ်နေတာ။၅ပွဲဆက်တိုက်နိုင်ပွဲပြောင်းနေတဲ့အတွက်ကြောင့်ဒါ Chelsea တို့အခွင့်အရေးကောင်း။ဒါပေမဲ့တခုပဲ Chelsea ကလည်းအခုဟိုတနေ့ကမလိုလားတဲ့လူအပြောင်းလဲတွေကနေသူတို့အသင်း cost ဖြစ်သွားခဲ့ပြီးတော့ သူတို့ lease ကိုရှုံးသွားတယ်ဆိုဒီပွဲမှာသူတို့ recover ပြန်လုပ်ရမယ်ဒါပေမဲ့တခုပဲဘုံမောက် return မိရင်တော့ Chelsea မလွယ်တော့ဘူး Chelsea တိုက်စစ်ကခိုးဖားမှုကိုအားကိုးရမယ်အချိန်မှာ Lin Dillet ကလည်းတိတ်အလုံးမဖြစ် Joao Pedro အခုနောက်ပိုင်း ဟိုးနည်းနည်းပြန်ပြောက်လာတဲ့အချိန်မှာဘုံမောက်ကွဲမှာ Chelsea တကယ်ကိုအကျိတ်နဲ့ကံရအောင်ပဲနောက်တစ်ပွဲက Everton နဲ့ Northern Forest တစ်ပွဲက Manchester City နဲ့ Sunderland Newcastle နဲ့ Burnley ပေါ့လေဆိုတော့ Everton နဲ့ Forest ကတော့ကျွန်တော်ထင်တော့ Forest ကောင်းတာမှန်ပေမဲ့ Everton ကလည်းတော်သူမာတယ် Greenwich လည်းခြေစွမ်းပြနေတယ်ခမန်းရခတ်တယ်အိတ်ရှင်ကိုပို့သဘောကျတယ်ပြီးတော့မှ ညူကာဆယ်နဲ့ဘန်လီညူကာဆယ်တို့မဖြစ်မနေ၃မှတ်ရယူမဲ့ပွဲမျိုးဖြစ်ပြီးတော့ဘန်လီကိုအိမ်ခွင်းမှာအဲ့ခံရမယ်ဒူးပြင်းစိတ်ဂျေးစဘတ်မှာအမှတ်ရဖို့ဆိုတာအမှန်တော်လေးခက်လို့နောက်ပွဲကတော့မန်ချက်စတာစီးတီးနဲ့ဆန်ဒလန်ဆန်ဒလန်ကလလောဆယ်အနေထားရအသင်းကြီးတွေအားလုံးကိုဒုက္ခပေးထားတဲ့အသင်းပဲပူပူနွဲ့နွဲ့အာဆယ်ကိုပါအမှတ်လျှော့ထားအောင်လုပ်ထားတဲ့အသင်းဖြစ်ပြီးတော့ဒါအခုလလောဆယ်အနေထားရဆန်ဒလန်အသင်းကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးကိုတီကြတယ်ရှေ့ဘွဲမှာဘုံပေါက်ကိုအိမ်ခွဲမှနိုင်တဲ့ဖူအန်ကိုရှုံးပြီးတော့အာဆင်နဲ့အေဗတန်ကိုတီကန်ထားတယ်ဆိုဆန်ဒလန်ရှော့တော့လို့မရဘူးသူတို့ကမာကျော့ကျစ်လက်တဲ့ကစားမားတွေအများကြီးဖွဲ့စည်းထားတယ် တော်တော်လေးတောက်တင်တဲ့ squad ကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မို့လေအခုလက်ရှိနေထားတော့အခု Manchester City အတွက်ခက်ခဲတဲ့ပြိုင်ပတ်လဲဖြစ်ကောင်းဖြစ်နိုင်တယ် City ကတော့ဒါယုံကြည်မှုအပြေးဝါရှိနေတဲ့အသင်းမို့လေသူတို့နှစ်သင်းထိတိုက်တွေ့တာက2019မှာနောက်ဆုံးအဲတုန်းက City ကအဝေးကွင်းမှာ2-0အိမ်ကွင်းမှာ2-1ဟိုးရှင်းနေတဲ့ကွန်ကလည်းအသာစီးရထားတယ်ဆိုတော့ဒါက Manchester City အသင်းရဲ့ပွဲဒေသစံတော်ချိန်နေ့လေ3နာရီမြန်မာစံတော်ချိန်ည9နာရီခွဲမှာကံမယ်ပြီးတော့မှ Brentford နဲ့ Tottenham Hotspur Spurs ကအိမ်ကွင်းမှာကံရ ရမယ်စပားကလည်းအိမ်ခွင်းမှာတော်တော်လေးရလက်ဆိုးတဲ့အသေးပဲအိမ်ခွင်းမှာလုံးဝရလက်ဆိုးပြီးတော့ pressure တွေအများကြီးပဲရလက်လုံးဝမကောင်းဘူးတစ်ဖက်က Brentford Brentford ကလည်းအဝေးခွင်းညံ့တယ်အာဆင်နဲ့ကစားခဲ့တဲ့အဝေးခွင်းပွဲတော့ကဆိုရင်တော်တော်လေးသိတာတယ်တခုတော့ရှိရပါလေဂျားပွဲမရှိလို့ရှင်တော့သူတို့လူစုံထုတ်တုံမှာ ထုတ်သုံးနိုင်ရင်တော့ difference ဆိုပြီးဖြစ်နိုင်တယ်ဒါပေမဲ့ဒါအခုလက်ရှိအနေထားရာ Tottenham Hotspur ကလည်းအိမ်ကွင်းညံ့နေ Brentford ကအဝေးကွင်းညံ့နေဒါပေမဲ့ Spurs တွေနဲ့မဖြစ်မနေအနိုင်ရသင့်တဲ့ပွဲမျိုးဘာလို့ဆိုတော့သူတို့ရာသီစမှာသူတို့ဘန်လီကိုတပွဲပဲအိမ်ကွင်းနိုင်သေးတာ ဘိုးမောက်ကိုရှုံးတယ်ဗီလာကိုရှုံးတယ်ချယ်ဆီကိုရှုံးတယ်ဘိုးတနေ့ကဖူအန်ကိုထတ်ရှုံးတယ်ဂျားထဲမှာတေပွဲနေတယ်အများကြီးပဲဒါအခုလောလောဆယ်အနေထားရတော့ကျွန်တော်ထင်တော့ထော်နန်ရဲ့အိမ်ဝင်ရလက်ကလည်းစိတ်မချရတဲ့အိမ်ဝင်ရလက်မျိုးဖြစ်ပြီးတော့ဒါလုံးဝ surprise ပဲအဲ့ပွဲကဒါည6ခွဲပေါ့လေပြီးတော့မှနောက်ဆုံးပွဲက Leeds United ကအိမ်ဝင်မှာ Liverpool ကိုကမ်းမယ်အဲ့ပွဲကနောက်ဆုံးပွဲ တနည်းအားဖြင့် Champion League ကမဲ့အသင်းတွေအားလုံးကိုအစိုးရပေးကန်လိုက်တဲ့သဘောဖြစ်တဲ့အဲ့ထဲမှာ Crystal Palace တသိန်းလောက်ပဲသူတို့ခြံထားခဲ့အချိန်မှာ Leeds နဲ့ Liverpool ပုံမှန်အဖြစ်ကဒီပွဲဆိုကျွန်တော်က Liverpool အေးစေးစေးစိတ်ချဒါမဲ့ဟိုတနည်းက Sunderland ကိုကစားခဲ့တဲ့ခြေစွမ်းကြီးတော်တော်လေးအားနေတယ်နောက်တစ်ခုက ်လီးစ်ကလည်းပုံပုံလေးနဲ့ချက်စီကိုသုံးမှတ်ယူထားတာဆိုတော့ခမန်းခတ်အောင်မယ်ပုံမှန်အဖြစ်ဆိုလီဗာပူးအတွက်မခက်ခဲတဲ့ပွဲဒါပေမဲ့လီးစ်ကသူ့ရဲ့အင်ကွင်းအားရဲ့အင်ကွင်းပေးသက်အားကတော်တော်လေး strong ဖြစ်တယ်ကျွန်တော်ထင်တော့လီးစ် United ကအင်ကွင်းဖြစ်ပြီးတော့လက်ရှိမှာလီဗာပူးကိုအကျိတ်နဲ့ကစားသွားမှာဒါလီဗာပူးအတွက်နောက်ထပ်ခက်ခဲတဲ့ပွဲပဲပေါ့လေဒါကအင်္ဂလန်ပရီးမီးယားလီးဂ်ရဲ့ပွဲစဉ်15ပေါ့လေဒါ Aston Villa နဲ့ Arsenal ရဲ့ပထမဆုံးပွဲဘုံမောင်းနဲ့ Chelsea Everton နဲ့ Northern Forest Manchester City နဲ့ Sunderland Newcastle Burnley နဲ့ Tottenham Hotspur ါနဲ့ Brentford ရဲ့ပွဲပေါ့လေဒါစနေနေ့ကံမဲ့ Premier League ပွဲစဉ်ရဲ့ပွဲကြိုသုံးသက်ချက်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘယ်အသင်းတွေသုံးမဲ့ရသွားမလဲ Arsenal က Villa ကိုအဝေးကွင်းခက်ခဲမဲ့ပွဲ Chelsea ကဘုံမောက်ကိုအဝေးကွင်းခက်ခဲမဲ့ပွဲ Man City ကလည်းအိမ်ကွင်းဖြစ်တဲ့အတိုင်းအောင် Sunderland ဆိုတဲ့အကြောင်း short တော့လို့မရသလို Newcastle Tottenham တို့ ਨੇ ဘယ်ပွဲကပေးသက်ကိုဖျော်ဖြေမှုပေးနိုင်လဲနောက်တစ်ခုကရောအသင်းကြီးတွေအကုန်အမှတ်ပြည့်သုံးမှတ်ကိုစီရနိုင်မလားဇာတ်ထိုက်ကဥဆောင်နေတဲ့ အာဆနယ်အတွက်တော့၉ဘွဲ့မှာ၈ဘွဲ့ထိနိုင်ထားပြီးခြေရန်ပန်နေတဲ့ Unai Emery ရဲ့ Aston Villa ကိုတွားရင်ဆိုင်ရမှာပေါ့လေဒါစိတ်ဝင်စားစရာဒါကစနေနေ့ပွဲစဉ်တွေပါအားလုံးကျေးဇူးပါတယ်